ဘူကောင်တွေကိုဘမ်းမယ်လို့ဘာကြောင့်ပြောရလဲဆိုတာလေးကိုကျွန်တော်ရှင်းပြပေးမယ်။ကျွန်တော်တို့အုံနောက်ကြီးကမသိစိတ်ကြီးကကျွန်တော်တို့ဘာပြောနေလဲဆိုတာကိုအကောင်ပြောလားအဆိုးပြောလားသူများအတွက်ပြောလားကို့အတွက်ပြောလားဆိုတော့ခွဲခြားသိနိုင်သွားမှရှိဘူး။မိတ်ဆွေကတစုံတရာနဲ့ပတ်သက်ပြီးစိတ်ဆိုးပြီး negative တွေတွင်းနေပြီးတစုံတရာအကြောင်းကိုမကောင်းပြောနေပြီး complain တွေလုပ်နေပြီးဘူးနေပြီး blame နေပြီးဆိုရင်မိတ်ဆွေရဲ့အုံနောက်ကြီးက ကို့အတွက်ပြောနေလားသူ့အတွက်ပြောနေလားမသိဘူးဒီအချက်လက်တွေအားလုံးစုဆောင်းပြီးအုံတော်ထဲမှာ system တစ်ခု rewire လုပ်တယ်ပြန်လည်ဖန်တီးတယ်ရေရှည်မှာမိတ်ဆွေမြည်တွန်းတောက်တီးဘူလိုက်ပလင်းလိုက်တဲ့အရာတွေကမိတ်ဆွေဘဝထဲမှာရောက်လာတယ်အကောင့်တွေပေါ်လာတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ social media မှာကျွန်တော်တို့လာပြီး negative တွေမှန်းတဲ့ဝေဖန်တဲ့ found ထူးတယ်ဆိုရင်ကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်ရံမဖြစ်ဘူးဘန်းလိုက်ဘူးကောင်တွေကိုဘန်းတယ်ဆိုတဲ့စကားလုံးကဆရာကူပြောပိုင်းတုံးခဲ့တာ ကျွန်တော်အရန်ကြိုက်လို့အများနဲ့ယူသုံးနေတဲ့စကလုံးဖြစ်တယ်။မိတ်ဆွေလည်းဒီနေ့အစလို့တစုံတယောက်နဲ့ပတ်သက်ပြီး negative ပြောတော့မယ်ဆိုရင်တစုံတယောက်ကိုပြက်ရပြက်ချောင်း တွေးမိတော့မယ်ဆိုရင်ဒီဟာတွေကငါရေရှည်အတွက်မျိုးသီးချနေပြီးတော့ငါစီမှာအပင်ပေါက်လာမယ်အကြောင်းတရားတွေပါလားလို့တွေးလိုက်တာနဲ့ကိုယ့်ရဲ့ကိုယ်စိတ်နှလုံးကိုထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။တွေးစရာတခုရရင် yes လို့မှပဲပါကျွန်တော်ခုနကဥပါကျေးဇူးတင်ပါ